ောက်ဆောင်မင်းသမီးဖွေးဖွေးနဲ့ပြန်မတွဲနိုင်တဲ့အဓိကအကြောင်းရင်းကိုပြောလာတဲ့အောင်ရင်းလင်းပရိသတ်များလုံးမင်္ဂလာပါရှင့်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်တွေကသဘောတူနေကြပေမဲ့ဖွေးဖွေးနဲ့ပြန်မတွဲနိုင်တဲ့အဓိကအကြောင်းရင်းကိုပြောလာသူကတော့တရုတ်ဆောင်မင်းသားအောင်ရင်းလင်းပါအနုပညာလောကမှာတော့တရုတ်ဆောင်အောင်ရင်လင်းဆိုတာကစော်ကြည့်ပဲပြိုတိုင်းကြိုက်တဲ့တရုတ်ဆောင်မင်းသားတလက်ဆိုရင်လည်းမမပါဘူး အထူးသဖြင့်တရုတ်ဆောင်မင်းသားအောင်ရင်းလင်းကမြန်မာရဲ့အရန်အမိုက်စားခန္ဓာကိုအချိုးစားနဲ့တူမိန်းကလေးပြည်သက်တွေအသေးစွဲကြိုက်ကြတဲ့အမျိုးသားနုပညာရှင်ဖြစ်ပါတယ်။ဒီလိုမျိုးအောင်ရင်းလင်းကမြန်မာနိုင်ငံရဲ့အလားဆုံးတရုတ်ဆောင်မင်းသားတစ်လက်ဖြစ်တာနဲ့အညီအောင်ရင်းလင်းနဲ့တွေ့ခဲ့တဲ့အမျိုးသမီးအနုပညာရှင်တွေကလည်းအများကြီးရှိနေပါတယ်။ အထူးသဖြင့်နော်အောင်ရလင်းကနန်းစုဦး၊နေကြည်ဦးစတဲ့အနုပညာရှင်အမျိုးသမီးတွေနဲ့တွဲခဲ့ပါတယ်။နန်းစုဦးနဲ့နေကြည်ဦးအပြင်နောက်ထပ်အောင်ရလင်းနဲ့တွဲခဲ့တဲ့အမျိုးသမီးအနုပညာရှင်တယောက်ကတော့ဖွေးဖွေးဖြစ်ပါတယ်။ဖွေးဖွေးနဲ့အောင်ရင်လင်းတို့ကအနုပညာလောကကိုရှေ့စဉ်နောက်စဉ်ဝင်ရောက်လာခဲ့ကြတဲ့တရုတ်ဆောင်တွေဖြစ်တဲ့လို့သူတို့ညောက်ကရုပ်ရှင်ဗီဒီယိုနဲ့ကြော်ညာတွေမှာပါတွဲပတ်ညီညီတရုတ်ဆောင်နိုင်ခဲ့ကြတဲ့အနုပညာရှင်တွေဖြစ်ပါတယ်။ ဒါပြင်အနုပညာလောကတွေကတချို့သောကောလဟလသတင်းတွေအရအောင်ရလင်းနဲ့ဖွေဖွေတို့ကရုပ်ရှင်တွေမှသာမကအပြင်လောကမှာချစ်သူတွေဖြစ်ခဲ့ကြတယ်လို့သိရပါတယ်။အောင်ရလင်းနဲ့ဖွေဖွေတို့ကပရိသတ်တွေကိုအတိမပေးဘဲ၄နှစ်လောက်ထိချစ်သူတွေဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့ဖွေဖွေနဲ့အောင်ရလင်းတို့ကအခြေအနေအကြောင်းမျိုးမျိုးကြောင့်သဘောထားချင်းမတိုက်ဆိုင်တော့ဘဲလန့်ခွဲခဲ့ကြပါတယ်။ အခုချိန်မှာတော့ဖိုးဖိုးရောအောင်ရဲလေးမှာကိုစီဘဝနဲ့နေသားကြနေပါပြီ။ဒါပေမဲ့လည်းထူးခြားတိုက်ဆိုင်စွာနဲ့ပဲဖိုးဖိုးနဲ့အောင်ရဲလင်းတို့ကအခုလက်ရှိချိန်မှာတရားဝင်တွဲနေတဲ့ချစ်သူတွေမရှိပါဘူး။ဒီလိုချိန်မှာပြည်သက်တွေကတော့ဖိုးဖိုးနဲ့အောင်ရဲလင်းကိုပြန်လည်တွဲစီခြင်းကြပါရဲ့။ဒါကလည်းပြီးခဲ့တဲ့ရက်ပိုင်းတွေမှာရန်ကုန်မြို့ကနာမည်ကြီးထိတ်တန်ရတနာရွှေဆိုင်တိတ်ဖွင့်ပွဲမှာအတူတူမဆုံနာကြပြီဖြစ်တဲ့ဖိုးဖိုးနဲ့အောင်ရဲလင်းကိုပြည်သက်တွေကအတူတူတွဲပြီးတော့မြင်တွေ့ခဲ့ရတာဖြစ်ပါရဲ့။ ။အောင်ရင်လေးနဲ့ဖူဖီတို့ရဲ့မျက်လုံးကအတူတူပြန်လည်တွေ့ဆုံချိန်မှာအရင်ကတန်ရောစဉ်အကြည့်တွေကိုမြင်ခဲ့ရပါတယ်။ဒါကြောင့်လည်းပရိသတ်တွေကဖူဖီနဲ့အောင်ရင်လေးကိုပြန်လည်တွေ့စေချင်ကြပါတယ်။ဒါပေမဲ့အောင်ရင်လေးနဲ့ဖူဖီကတော့ပြန်လည်တွဲလို့မရတဲ့အဓိကအကြောင်းရင်းတွေရှိနေရပါ။အောင်ရင်လေးနဲ့ဖူဖီတို့ကအရင်ကဆိုရင် fashion ဘိုင်းဆိုင်ရာမှာမိမိုင်လုံးနဲ့အုံတွဲလေးဖြစ်နေပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာအရင်နဲ့မတူပဲလုံးဝပြောင်းလဲသွားတာကတရုတ်ဆောင်အောင်ရင်လေးမှာ အောင်ရင်လင်းကအရင်ကဆိုရင်ဖွေးဖွေးနဲ့တူလွတ်လပ်ပေါ်ပါစွာနဲ့နေတတ်သလုံးသပင်းတွေကိုလည်းပေါက်ပန်း၄၀ပြင်ဆင်တတ်ပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းအောင်ရင်လင်းကိုကြည့်လိုက်ရင်လူကြီးလူကောင်ပုံစံနဲ့အများနဲ့တည်ငြိမ်နေရကိုတွေ့ရပါတယ်။အောင်ရလင်းကသူကိုယ်တိုင်တည်ငြိမ်အောင်သာမကသူရဲ့ဘဝလက်တွဲပေါ်မင်းကလေးကိုတည်ငြိမ်နေတဲ့အမျိုးသမီးကိုရွေးချယ်ခြင်းတယ်လို့ပြောပူပါရယ်။တခြားတစ်ဖက်မှာတော့ဖွေးဖွေးကအသက်တွေသာကြီးလာပေမဲ့အမြဲတမ်းလွတ်လပ်ပေါ်ပါတဲ့ပုံစံလေးဖြစ်နေရပါ။ ဖွေးဖွေးကအများနဲ့ပေါ်ပါနေသလိုအခုဆိုရင်တက်တူးတွေကလည်းထိုးထားပါသေးရဲ့ဒါကြောင့်လည်းဖွေးဖွေးနဲ့အောင်ရင်လင်းတို့ကအရင်ကအရင်ချစ်ခဲ့ကြတဲ့စစ်သူတွေဆိုပေမဲ့အခုချိန်မှာတော့ပြသာသလန်းတန်သလန်းဖြစ်နေပါတယ်ဒါကြောင့်အောင်ရင်လင်းကဖွေးဖွေးနဲ့ပြန်တွေ့ဖို့မဖြစ်နိုင်တာပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဖွေးဖွေးနဲ့အောင်ရင်လင်းကိုပြန်တွေ့စေချင်ကြလားဆိုတာပြောသွားခဲ့ပါအောင်ရှင်အစောဒီကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်